တေးကိုဖိုးကရေးပေးထားတဲ့သချင်းကောင်းလေးတပုံနှင်းမြို့ဆိုတဲ့သချင်းလေးလည်းမကြခင်ဒီအာအေးချက်နဲ့အေးတဲ့ရာဒီဥရုလေးနဲ့ကိုက်ညီမဲ့သချင်းအလွမ်းဆွေးသချင်းလေးနှင်းမြို့ဆိုတဲ့သချင်းလေးလည်းထွက်ဖို့ရှိပါတယ်အသေးတော့ကြွေးရမှာမဟုတ်အလွမ်းဆွေးလေးပေါ့နော်အလွမ်းနဲ့ရာသလေးကိုခန်းစားလို့ကောင်းအောင်လို့ရိုက်ကူးရေးမှာရောသချင်းသွင်းတဲ့အခါမှာလည်းဂီးတစ်ဆိုင်လေးသွင်းထားပါတယ်အဲတိရုပ်ဆောင်ကတော့မမိုးဟိမန်ခင်ပါမယ်ပြီးတော့ဝိုင်းလေးပါမယ်ပေါ့နော်အဲသချင်းလေးကတော့ဟိုလွမ်းတာဖြစ်တဲ့အတွက်အလွမ်းနဲ့အရာသလေးပုံပေါ်အောင် အဖန်တီးထားပါတယ်ထွက်လာတဲ့အချိန်ကျရင်တော့သိရမှာပေါ့နော် င်ကလေးကတချင်းချစ်သူဖြစ်တဲ့တော့အကုန်လုံးကိုသဘောကျနှစ်သက်ပြီးသားပေါ့နော်အဲ့ပုံမှာကိုယ့်လက်ထဲရောက်လာတဲ့ပုံမှာတော့ဟိုကောင်းကောင်းမွန်မွန်လေးပန်းကလေးတွေလိုပဲပေါ့နော်ဟိုပြန်လဲပြီးတော့ပို့ပြီးတော့မှပွင့်လန်းလာအောင်ဝင်လို့ရေလောင်းပေါင်းတင်ပေးရတဲ့အတွက်ကိုကလည်းဂယုတစိုက်လေးနဲ့ထပ်ပြီးတော့မှပြုတ်ထောင်ပေးတဲ့ပုံစံလေးပေါ့နော်အဲ့ဒီသဘောမျိုးလေးနေနဲ့ဒီတချင်းလေးတွေကိုခံစားပြီးတော့မှတည်ဆူသွားမှာပါရှင်ဟုတ် Yeah, my slave, it's all love Son ဟုတ်ဝိုင်လေးတို့အားလုံးပေါင်းတချင်းအာအတွဲတချင်းနေလဲဆိုမယ်ပြီးတော့ကိုပိုင်းတချင်းလေးတွေရောနောက်ပြီးတော့အဓိကတော့ဆရာရေးထားတဲ့တချင်းလေးတွေပေါ့နော်ဆရာရဲ့အောင်မြင်ခဲ့ပြီးသားတချင်းတွေရာမှာဆရာပြန်ရွေးထုတ်ပေးထားတဲ့လက်ရွေးစင်တချင်းလေးတွေကိုအာဒီပွဲမှာဖြောပြီးတင်ဆက်တော့မှာဖြစ်ပါတယ်အဲအကြိုက်ဆုံးတချင်းဆိုရင်တော့လေထဲကဖျောင်းနိုင်ဆိုတဲ့တချင်းလေးပေါ့နော်ဒီတချင်းလေးကအာရှေ့မှာလဲအမ်အဆိုတော်အကြီးတွေကလည်းစုထားပြီးပြီးဆိုတော့ဝိုင်လေးကလည်းဒီနေ့ဒီပွဲမှာလဲတေးသေးချာချာလေးအာဒီဆိုတင်ဆက်တော့မှာပေါ့နော်ဘာလို့ဆိုတော့ဆရာရဲ့တချင်းတွေအကုန်လုံးကတကယ်ကိုခံနေဝင်တချင်းတွေအောင်မြင်ခဲ့ပြီးသား ားချင်းနေဖြစ်တဲ့အတွက်တချင်းရဲ့အရသာလေးလည်းမပြတ်သွားအောင်လို့ပြီးတော့ဒါဆရာရဲ့ဟို45နှစ်ပြည့်ပေါ့နော်ဒီဂီတတက်တန်းမှာဂုံပြုတ်တဲ့ အတွက်လဲပါဝင်တည်ဆိုပေးတာဖြစ်တဲ့အတွက်ဒီတခြင်းလေးတွေကိုတန်ဖိုးထားပြီးတော့တည်ဆိုသွားမှာဖြစ်ပါတယ်တခြင်းတွေအကုန်လုံးကိုတော့ဝိုင်းလေးကဟိုဟုတ်ရင်ကလေးကတခြင်းချစ်သူဖြစ်တဲ့အတွက်အကုန်လုံးကိုသဘောကျနှစ်သက်ပြီးသားပေါ့နော်အဲ့ပုံမှာကိုယ်လက်ထဲရောက်လာတဲ့ပုံမှာတော့ဟိုကောင်းကောင်းမွန်မွန်လေးပန်းကလေးတွေလိုပဲပေါ့နော်ဟိုပြန်လဲပြီးတော့ပို့ပြီးတော့မှပွင့်လန်းလာအောင်ဝိုင်းလေးတို့ကရေလောင်းပေါင်းတင်ပေးရတဲ့အတွက်ဟိုကိုကလည်းဂယုတဆိုင်လေးနဲ့ထပ်ပြီးတော့မှပြုတ်ထောင်ပေးတဲ့ပုံစံလေးပေါ့နော်အဲ့ဒီသဘောမျိုးလေးအနေနဲ့ဒီတခြင်းလေးတွေကိုခံစားပြီးတော့မှတည်ဆိုသွားမှာပါရှင်ဟုတ်အဲဆရာနဲ့ပတ်သက်ပြီးတော့ဝိုင်းလေးတို့ဒီ 24နာရီဆိုတဲ့တချင်းလေးဆိုလဲဆရာရဲ့ဒီဟိုရွေးချယ်ပေးထားတဲ့တချင်းနေထဲမှာမှာကိုဖြူဖြူစုံနဲ့ US ဆိုခဲ့တဲ့တချင်းလေးပေါ့နော်အဲအဲ့တချင်းလေးလဲဆိုခဲ့တယ်ပြီးတော့အမှန်အရဆုံးဆိုလို့ရှိရင်လည်းငရုတ်သီးတချင်းလေးပေါ့နော်ဒီတချင်းလေးဆိုလို့ရှိရင်လည်းဆရာစီကအရင်ကတည်းကတချင်းလေးတွေဝယ်ချင်တာကြာပြီပေါ့နော်ဒီငရုတ်သီးတချင်းဆိုလို့ရှိရင်လည်းနှစ်ပေါင်းများစွာကြာပြီးတော့မှအာဆရာစီကနေပြီးတော့မှရခဲ့တဲ့တချင်းလေးတစ်ပုဒ်ပါအဲ့တချင်းလေးကိုလည်းဝမ်လေးကအခုဆိုလို့ရှိရင် YouTube မှာဆိုလဲမီလီယံနဲ့ချီနေပြီပေါ့နော်အားပေးကြတယ်ပွဲတွေမှာဆိုလို့ရှိရင်လည်းအများနဲ့တောင်းကြတယ်ဆိုတော့အာဆရာနဲ့ဆိုရင်မမ မှတ်အရာဒီငရုတ်သီးသချင်းလေးကတော့အမှတ်အရာဆုံးပါပဲအဆုံးမှုတယ် ။စုံဘူးတဲ့ဝိုင်လေးတို့ဒီဂီတတကားလေးဖွင့်မအောင်မှာထင်တယ်။ပါတယ်ဆီယာနဲ့တွေ့ခဲ့ဘူးတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲအဲ့တော့တော့ငငယ်လေးရှိသေးရပေါ့နော်။ပြီးတော့ဆီယာနဲ့တွေ့တော့ကလည်းပြိုင်ပွဲပြီးတဲ့အချိန်ကြတော့မှဆီယာအိမ်မှာတချင်းလေးတွေအဲ့လိုအခွေလုံးမယ်ဆိုပြီးတော့မှတွေ့ဖြစ်ခဲ့ကြတာဆိုတော့လေအာဆီယာနဲ့ကဘယ်ချိန်တွေ့တွေ့အများရန်တခုခုရတယ်ပေါ့နော်။ဆီယာနဲ့စကားပြောလိုက်တိုင်းဘန်ကောက်မှာဆိုလဲဆီယာနဲ့ဆုံဖြစ်ကြတယ်ပေါ့နော်။ဆိုတော့ဆီယာနဲ့ထမင်းဆိုင်စကားပြောလိုက်တိုင်းမှာဟိုဆီယာတချင်းလေးတွေဘလို့ရေးခဲ့တယ်။အာပြီးလို့ရှိရင်ဟိုဆီယာတုံးတုံးနဲ့စကားလုံးလေးတွေအတွေးခေါ်လေးတွေအားစအများရန်ဝိုင်လေးတချင်းရေးဖို့အတွက်ကို message တခုခုအမြင်ရတယ်ပေါ့နော်ဆိုတော့ဆရာစီကတော့အမြဲတင်ရပါတယ်။တချင်းနေရာပြန်ဆိုတဲ့ခါမှာတော့ဟိုဝိုင်းလေးကိုယ်တိုင်စိတ်ကြိုက်ယူရတဲ့တချင်းလေးလည်းပါတယ်ပြီးတော့အခုလို့ဆရာယူပေးတဲ့ချင်းလေးလည်းပါတယ်ဆိုတော့လေအာအဲ့လိုအရန်ကန်တွင်အရန်ကြီးတဲ့တချင်းတွေကြောင့်ယူရမှာကြောက်တယ်ပေါ့နော်အဲဒါမဲ့ဒါဆရာယူပေးထားဖြစ်တဲ့အတွက်စိတ်ချလက်ချတော့ဟိုလေ့ကျင့်ပြီးတော့စုမှာပါ။ဆရာတော့ဟိုတွေးလိုက်တိုင်းလူငယ်လူပဲလေလွတ်လွတ်လပ်လပ်နဲ့ပြောတယ်အမှုပညာဆိုတာလွတ်လပ်မှဖန်တီးလို့ကောင်းတာပေါ့နော်ဆိုတော့ပြီးတော့စဖတ်အားပေါ့နော်ဆရာတို့ကြတော့ဟိုတကယ်ကန်တွင်အဲတချင်းတွေ ည်းရေးခဲ့ပြီးပြီးစကနုံအသုံးလုံးကအစလူငယ်တွေဒီဘက်ရေးတဲ့သချင်းတွေထက်ပို့ပြီးတော့ထင်ကြံခဲ့တဲ့ကြောက်ဆောင်တွေပေါ့နော်ဆိုတော့အာဝမ်လေးတို့အာလှိုင်းစီးမလားကြောက်ဆောင်ကြောက်ဆောင်နဲ့တွေ့မလားဆိုရင်တော့ကြောက်ဆောင်ပဲဖြစ်ချင်တယ်ပေါ့နော်အဲ့တော့ဟို popping ဒီလိုမျိုး training ဖြစ်တဲ့စကလုံးတွေထက်ဒီလိုဆရာတို့လိုခိုင်မာပြီးတော့မှအာနှစ်တည်းအများကြီးကြာရှည်ခံတဲ့လူပညာကျန်ရှိတဲ့သချင်းလေးတွေယူတော့အများရန်ဖန်တီးဖို့ဆရာဆရာတည်ယူဖြစ်ပါတယ်အာသချင်းလေးတွေလည်းရှိပါတယ်ဆရာသချင်းနောက်ထပ်သချင်းလေးတွေထွက်လာဖို့လည်းရှိပါတယ်2026ထဲမှာပေါ့နော်ဆိုတော့အဲ့ကြလို့ရှိရင်လည်းပြည်သက်တွေအားပေးပါအောင်အောင် င်လေးကလည်းကိုရိုင်းရေးတဲ့အရာလေးကိုအားတာတယ်ပေါ့နော်ဒါပေမဲ့ဒီဒီတချင်းမရင်ဖြစ်တာတော့နှစ်တည်တော့တော်တော်ကြာခဲ့ပါပြီအာပြန်ရေးဖို့လည်းလောလောဆယ်တော့အာမရှိသေးပါဘူးဘာလို့ဆိုတော့ဝိုင်းလေးပြောသလိုပဲပေါ့နော်နုပညာဆိုတာအာ creation ကောင်းဖို့ကကိုယ့်ရဲ့စိတ်တွေကြည်လင်ရမယ်အရာအလုံးက ဟိုအဆင်ပြေနေရမယ်ပေါ့နော်ဆိုတော့အခုလိုခြေလေးမှာတော့ဝင်လေးကတခြေလေးတွေတော့မရေးနိုင်သေးပါဘူးဒါပေမဲ့ကိုမရေးနိုင်သေးတဲ့ကာလမှာရေးနိုင်အားကောင်းတဲ့တေးရေးဆရာလေးတွေကိုလည်းတခြေလေးအထားရှိပါတယ်အဲအဲ့တခြေအစ်စ်လေးတွေလည်းထွက်လာဖို့လည်းရှိပါတယ်အာဝင်လေးအကိုတေးရေးကိုဖိုးကရေးပေးထားတဲ့တခြေကောင်းလေးတစ်ပုတ်နှင်းမြို့ဆိုတဲ့တခြေလေးလည်းမကြခင်ဒီအာအေးချက်နဲ့အေးတဲ့ရာဒီဥရုလေးနဲ့ကိုက်ညီမဲ့တခြေအလွမ်းဆွေးတခြေလေးနှင်းမြို့ဆိုတဲ့တခြေလေးလည်းထွက်ဖို့ရှိပါတယ်ပြီးတော့ဒီနေ့ဆရာမင်းချစ်သူရဲ့ဒီ55နှစ်ပြည့်ဂီတတက်တန်း55နှစ်ပြည့်ပွဲမ မှလည်းအခုလိုမျိုးပါဝင်တည်ဆောက်ခွင့်ရတဲ့အတွက်လည်းဆရာကိုကျေးဇူးများကြီးတင်ပါတယ်။တခြင်းကောင်းလေးတွေလည်းအများအမ်းရတာမပြတ်သွားအောင်လို့ခံစားမှု အဲများစွာနဲ့တည်ဆူသားမှာဖြစ်တဲ့အတွက်အားပေးပါအောင်လို့ပြောချင်ပါရှင်။အဲဝိုင်လီတို့ဒီမြန်မာနိုင်ငံကြတော့လေအသေးကွဲအလွမ်းဆွေးတချင်းလေးတွေကကြိုက်ကြတာဆိုတော့လေပြီးတော့ဝိုင်လီရဲ့အတန်လေးကလည်းဒီအလွမ်းဆွေးတချင်းလေးတွေနဲ့လိုက်တာဖြစ်တဲ့အတွက်အဲကိုဖိုးကောက်တချင်းအပ်တဲ့အခါမှာလည်းအကိုကဝိုင်လီနဲ့လိုက်ဖက်တဲ့တချင်းလေးကိုရေးပေးတယ်။အဲအဲ့ဒီတချင်းလေးကိုလည်းဝိုင်လီကဒီကလောတို့မြင်းကတို့တကယ်ကိုလှပတဲ့နေရာရာဒီဥရုလေးနဲ့ရိုက်ကူးပြီးသွားပြီပေါ့နော်။ဆိုတော့ဒီတချင်းလေးကအဲမကြခင်ထွက်ရှိလာမှာဖြစ်တဲ့အတွက်အဲဒီအေဂျင့်နဲ့ရာဒီဥရုလေးနဲ့ပြည်သက်တွေနဲ့တထက်ထဲကြမယ်လို့ ော်လင့်ပါတယ်ဒီသချင်းလေးကလေဟုတ်အသေးတော့ကွဲရမှာမို့အလွမ်းဆွေးလေးပေါ့နော်အလွမ်းနဲ့ရတလေးကိုခန်းစားလို့ကောင်းအောင်လို့ရိုက်ကူးရေးမှာရောသချင်းသွင်းတဲ့အခါမှာလည်းဂီးတစိုက်လေးသွင်းထားပါတယ်သချင်းရိုက်ကူးရေးကတော့သချင်းမောင်မူတည်ပြီးတော့မှတော့နေရာလေးတွေရွေးရတာပေါ့နော်ဒီနှင်းမြို့ဆိုတဲ့အသချင်းလေးကိုကိုဖိုးကပေးတဲ့အခါမှာလည်းနှင်းဆိုတဲ့အတိုင်းပဲဝမ်လေးကဟာအေးတဲ့နေရာလေးတစ်ခုတော့သွားရုံပဲပေါ့နော်ဆိုတော့ဝမ်လေးတို့ကလောရဲ့မြင်းကရွာဘက်မှာလည်းဟိုတကယ့်ကိုအေးချမ်းမီလှပတဲ့နေရာလေးတွေရှိတယ်ဆိုတော့အဲဒီရှမ်းပြည်ရဲ့အလှပလေးတွေရဲ့ကိုယ့်ရဲ့သချင်းလေးရဲ့အဲသွားထားတဲ့ music လေးနဲ့အတူတူထပ်တူကြအောင်လို့လည်းရက်ကူးထားပါတယ်ရှင်။အဲတိရုပ်ဆောင်ကတော့မမိုးဟိမန်ခင်ပါမယ်ပြီးတော့ဝိုင်းလေးပါမယ်ပေါ့နော်။အဲတချင်းလေးကတော့ဟိုလွမ်းတာဖြစ်တဲ့အတွက်လွမ်းတဲ့အရာတာလေးပုံပေါ်အောင် အဖန်တီးထားပါတယ်ထွက်လာတဲ့အချိန်ကျရင်တော့သိရမှာပေါ့နော်အဝင်လေးတို့ဟိုးအရင်ကတည်းကလေအကြော်ညာတွေ music video တွေမှာဆိုလို့ရှိရင်တကယ်မှမိုးဝီမှန်ခင်ဆိုတာလေတကယ်မင်းသမီးပဲပေါ့နော်အဟို VCD kit ထဲကဆိုတော့အမလည်းဒါမြင့်တာနဲ့ကုညီပြီးတော့မှတကူတကောက်ကိုတိရောက်ဆောင်ပေးထားတယ်ဆိုတော့မမနဲ့အလန်းဝေးနေတဲ့ပရိသတ်တွေနဲ့ဒီသချင်းလေးမှာတော့လုံးဝပထမဆုံးပြန်တွေ့ရမှာပေါ့နော်မမကတော့အနုပညာလှုပ်ရှားမှုအများကြီးမလုပ်တော့ပေမဲ့လေဝင်လေးတို့နဲ့ကျတော့အပြင်မှာအများရန်သွာလာစားတောက်ပြီးတော့ခီးကြီးတွေတူတူထွက်နေကြပေါ့နော်ဆိုတော့ဒီသချင်းလေးမှာလည်းတိုက်တိုက်ဆိုင်ဆိုင်ဟိုမမရဲ့ character လေးနဲ့လည်း လုံးဝလိုက်ဖက်မှုရှိတယ်ဆိုတော့အဒီတချင်းလေးထဲမှာမမလည်းအများကြီးအများကြီးကိုစူးစမ်းပေးထားပါတယ် မမကိုတချင်းလေးကိုပြလိုက်တယ်ပြပြီးတော့နားထောင်လိုက်တဲ့ချိန်မှာသူလည်းရိုက်ချင်တယ်ရိုက်ပေးမယ်ပေါ့နော်ဆိုပြီးတော့မှဟိုပြောတဲ့ပြောတာဖြစ်တဲ့အတွက်ကွက်တိဖြစ်သွားတာပေါ့နော်မမလည်းဒီကလောရောက်နေတဲ့အချိန်နဲ့ဝမ်လေးဒီတချင်းရိုက်မဲ့အချိန်နဲ့ဟိုတိုက်ပြီးတော့ထွေထူးပြင်ဆင်စရာမလိုဘူးအပြီးတော့အရင်ကတည်းကဒီတချင်းတွေရဲ့မင်းသမီးဖြစ်တဲ့အတွက်ဟိုဒီတချင်းလေးကိုနားထောင်လိုက်တာနဲ့သူက character ဝင်ပြီးသားပေါ့နော်အဲ့တော့မမဒီလိုဒီလိုလေးတော့ညီမလေးလိုချင်တယ်ဆိုတော့သူတခါတည်းကိုဝစ်စာမိတ်ကက်ကအစားပေါ့နော်လုံးဝကွက်တိဖြစ်အောင် လုပ်ပေးထားပါတယ်ဟုတ်အဲနှင်းမြို့ဆိုတဲ့တချင်းလေးကတော့တေးကိုဖိုးကာရေးထားပြီးတော့အဲဝင်လေးအကောင်းဆုံးခန်းစားတည်ဆူထားတဲ့တချင်းလေးဖြစ်ပါတယ်ဒီတချင်းလေးကိုတော့ဒီဒီဇင်ဘာထဲမှာပေါ့နော်အဲပရိသတ်တွေလက်ထဲကိုပေးအပ်ဖို့အတွက်စူးစမ်းထားပါတယ်အဲဝင်လေးကိုတချင်းအစ်မထွက်သေးဘူးလားဆိုတဲ့ပရိသတ်တွေအတွက်ဒီတချင်းလေးကတော့ပရိသတ်တွေရဲ့ရင်ဘတ်ထဲကိုအဲကိုက်ညီမဲ့ချင်းလေးတစ်ပုဒ်လို့မျှော်လင့်ရင်းနဲ့အဲမကြခင်မှာစောင့်မျှော်အားပေးပါအောင်လို့